ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခု Inter Miami ပေါ့လေဒီသင်းကိုစပြီးတီထောင်ထားတာ Hockey Master Now David Beckham ဆိုရင်စပြီးတော့ပါဝင်ခဲ့တဲ့ပိုင်ရှင်တွေမှာပါတယ်စုစုပေါင်းမှာ9နှစ်ပဲရှိသေးတယ်2018ခုနှစ်မှာ Inter Miami ကိုစပြီးတီထောင်ခဲ့တဲ့ကလပ်အသင်းလေးက FIFA ရဲ့ Club World Cup မှာအခုဆိုရင်ရှုံးထွက်အဆင့်ကိုတက်သွားတယ် တကယ်ဆိုရင်ပြီးခဲ့တဲ့ပွဲစဉ်ဖမ်မီရက်စ်နဲ့ပွဲမှာသူတို့ဒါနိုင်ခဲ့ရှင်ဘရာဇီးကဘူတာဖိုကိုနဲ့တွေ့မယ်ဒါပေမဲ့လည်းအမှန်တိုင်းပြောရင်တော့အင်တာမိုင်အမီဒီလောက်ထိကစားနိုင်လိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ဘူးပထမပွဲမှာအာလီကိုတကယ်ကို struggle ဖြစ်တယ်ဒုတိယပိုင်းမှာမာရှီယာနိုအသင်းအကောင်းဆုံးကစားခဲ့ပြီးတော့သေတမတ်ရတယ်နောက်ဖော်တိုနဲ့ပွဲပထမပိုင်းမှာ struggle ဖြစ်တယ်ဒုတိယပိုင်းမှာပွဲကိုချိန်သွားခဲ့ပြီး လီယိုမက်ဆီရဲ့ direct free kick နဲ့သူတို့နောက်ဆင်းတက်မဲ့လီမတ်ရပြီးတော့အခုနောက်ဆုံးပွဲမှာနှစ်ဂိုးသွင်းထားတဲ့ minute 80အထိဦးဆောင်ခဲ့ပြီးမှတေချတယ်ဒါပေမဲ့ခုနှစ်နှစ်ပဲရှိတဲ့အသင်းလေးတစ်သင်းဒါအမှန်တမ်းပြောရင် major league franchise မှာအသက်အတန်းလူဆုံးအခုမှသူထက်နောက်ထပ်တစ်သင်းထပ်ပေါ်လာတယ်ဒီသင်းလေးကအခုဥရောပရဲ့အဆင့်ရှိတဲ့အသင်း European Champion ဟောင်းပေါ်တူ Brazil မှာထိပ်တန်း club အသင်းဖြစ်တဲ့ Tottenham ရဲ့အမြဲတမ်းအင်အားကြီးတဲ့ Pammy Rest လို့အသင်းမျိုးအခုတို့ရဲ့ test ကအခုရှုံးထွက်ကို9မှတ်နဲ့တက်သွားပြီနောက်ဆက်တွဲအနေနဲ့ Paris Saint Germain နဲ့တွေ့မယ်ဆိုတော့ PSG နဲ့တွေ့တာက Inter Miami တို့ကအစိုးရအကောင်းကပါလဲဆိုတော့ European Champion အသင်းနဲ့ခြေစမ်းခွင့်ရတယ်အဓိကတော့ Luis Suarez ကဘူစကက်ရဲ့ Elba ရဲ့ Messi ရဲ့ကသူ့ရဲ့ဆရာဟောင်း Luis Enrique နဲ့ပြန်တွေ့ခွင့်ရမယ်တစ်ဖက်မှာလည်း Leo Messi က သူရဲ့ဖာရိစိန်ကြမဲ့အသင်းပေါ်ဖြစ်တဲ့ဟာခီမီတို့နူနိုမန်တက်စ်တို့မာကီညောတို့ဂျန်လူဂျီဒူနာရူမာတို့ဗတင်ညာတို့ဒီသားမားတွေတော်တော်များများနဲ့သူတွေ့မယ်။ဘာဖြစ်ဖြစ် PSG အသင်းကကျွန်တော်တို့ကတော့ PSG ကိုတော်တော်များများကမက်ဆီကတော့သူ့အတူစိတ်ထဲမှာ Paris ကိုကြိုက်ချင်မှကြိုက်မယ်။ဒါပေမဲ့ ပါရီစိန်ဂျာမိန်ကိုရောက်သွားခဲ့တဲ့အတွက်ကြောင့်ပဲဒီနေ့38ရက်နေ့ပြည့်ထားတဲ့လီယိုမက်ဆီရဲ့အိမ်မက်တွေအကောင်ထည်ပို့ခဲ့တာပါရီစိန်ဂျာမိန်မှာသူပါဆိုနာလောက်အရန်ကြီးယုံစရာမရှိဘူး AACC ကစားပြီးလိပြိုင်ပွဲမှာနေတဲ့အဲ့ဒီအတွက်ကြောင့်2020 World Cup ပြိုင်ပွဲမှာသူဟာစိတ်တစ်ကိုတစ်အင်အားတစ်အပြည့်နဲ့သူအကောင်းဆုံးကစားနိုင်ခဲ့တာဆိုတော့ပါဆိုနာမှာ ကလပ် level မှာအောင်မြင်ဆုံးဖြစ်ခဲ့တယ်လေဝေးရှင်မှာလုံးဝမအောင်မြင်ဘူး PSG မှာကလပ် level မှာ PSG ရဲ့ standard နဲ့ဆိုပြီးတွင်အောင်မြင်မှုကတော့ပါလောက်တဲ့အခြေအနေမရှိပေမဲ့လေဝေးရှင် level မှာအမြင့်ဆုံးအောင်မြင်ခဲ့တယ်နောက် Inter Miami မှာကလပ်ရောလေဝေးရှင်ရောကိုပါအမေရိကထက်ရတယ် Inter Miami နဲ့ဖလားနှလုံးရတယ်ကလပ် World Cup ပြိုင်ပွဲပို့ပြီးတယ်အုပ်စုကတော့ကျွတ်သွားတယ်ဒါက Major League Club အသင်းတစ်သင်းတစ်သင်းတို့ကလုံလောက်တဲ့ပြီးပြည့်စုံတဲ့မှတ်တမ်း နောက်တစ်ခုကတော့လီယိုမက်ဆီတွက်တကယ်တမ်းပြောရင်လီယိုမက်ဆီကဘာအောင်မြင်မှမလို့ဘူးကျွန်တော်သဘောကျတာချန်လူဂျီဒူနာရူမှာကျွန်တော်တို့ရှုံးထွက်အဆင့်မှာမက်ဆီနဲ့တွေ့ရတဲ့အတွက်တကယ်ကိုပျော်ရွှင်တယ်အဓိကကအနိုင်ရှုံးထက်စာရင်မက်ဆီနဲ့ပြန်တွေ့ခွင့်ရတယ်တစ်ချိန်တည်းမှာပဲမက်ဆီကဆူပလာတွေအများကြီးရပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီချိန်ကတော့ကျွန်တော်တို့ကိုပေးနိုင်လိုက်ကျွန်တော်တို့ဆူပလာလိုအပ်တယ်ဘာလို့ဆိုတော့ဂျန်လူဂျီဒူနာရူမှာပဲရှိတယ်မက်ဆီဘက်ကကြည့်တော့သူကဖလားတွေအများကြီးယူပြီးသား သူတို့ကမလိုတော့ဘူးဗျာသူတို့တို့လိုတယ်ဘူစကက်တိုအယ်ဘာဒိုဆွာရက်စ်တို့လည်းဆူပလာတွေအများကြီးရထားတော့ချန်လူဂျီဒူနာရူမာကကျွန်တော်တို့မက်ဆီနဲ့တွေ့ရတဲ့အတွက်တကယ်ကိုချိန်တတ်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တဲ့အချက်ကအခုဟာဗီယေမာရှီယန်တို့အသင်းနဲ့ပတ်သက်လို့ထက်လီယိုမက်ဆီပေါ့လေ38 years ဒါ38နှစ်ပဲရှိတဲ့ကစားမတစ်ယောက်ကစားမဘဝမှာ highest level အမြင့်ဆုံးကိုအကျဉ်းချင်းကစားနိုင်တဲ့လီယိုမက်ဆီကကျွန်တော်ဒီလောက်ထိကစားနိုင်နေမယ်လို့မထင်ဘူး ဒါအမှန်တိုင်းပြောတာဒီခုဒီပွဲမှာ तू ဂိုးမသွင်းနိုင်တိတိုင်အောင်ပါမက်ဆီကအသင်းကိုလိလုသွားတယ် तू လုံဆောင်သွားတဲ့အပိုင်း38နှစ်အပြည့်မှာပဲအခုဆိုရင်ပြင်သစ်လိဝမ်ကလည်းဒါလီယိုမက်ဆီကိုသူတို့ရဲ့ဂိုးတယောက်အနေနဲ့ရော Paris Saint Germain ရဲ့လိဝမ်ကလည်းတေချာတင်ပေးတယ်သူရဲ့ကလပ်တွေအားလုံးကလည်းတင်ပေးတဲ့အချိန်မှာအခုလီယိုမက်ဆီက1104ပွဲကစားတယ်ကစားမပွား ပွဲပေါင်း1104ပွဲကစားတဲ့865ကိုတွင်384ကိုဖန်တီးဘာလုံးတော်ချူရှစ်ချိန်နဲ့ဖလားစုကလာပေါင်း56လုံး ဘာလွန်ဒေါ်စုကအများဆုံးရတယ်ရွှေဖနက်ကအများဆုံးရတယ် FIFA ရဲ့ Golden Boy ကိုအများဆုံးရတယ်တစ်ချိန်တည်းမှာပဲ Supla က46လုံးရထားတယ်သူလီယိုမက်ဆီအတွက်38နှစ်ပြည့်မွေးနေ့39တည်းမှာသူ့ရဲ့မွေးနေ့ gift က Paris Saint Germain ဆိုတော့ club level မှာအထူးသဖြင့် Argentina ပေးသက် Messi ပေးသက်တော်တော်များများဆိုပြီး PSG ကိုကျွန်တော်တို့က in terms of club level နဲ့အောင်မြင်မှုဆက်ဆက်မှာကြိုက်ချင်မှာကြိုက်မယ်ကျွန်တော်တို့တော်တော်များများ Messi ပေးသက် Argentina ပေးသက်တော်တော်များများအားလုံးက PSG မှာ Messi ကိုကျေးဇူးတင်တယ် ဘာစလိုနာမှာပိတ်နေတဲ့ National Team ရဲ့ကံကြမ္မာတွေအားလုံးဟာ Paris Saint-Germain ကိုရောက်သွားတဲ့အချိန်မှာအစအစအရပြောင်းသွားတယ်ဒီဘွဲမှာဆိုရင် Chelsea ကိုရောက်လာတော့မဲ့ Astavio William ဆိုတဲ့ခြေတိုက်လေးဆိုရင် Leo Messi ကိုပွဲမစတဲ့က Jersey လဲဖို့သူတောင်းဆိုခဲ့တယ်ပထမပိုင်းပြီးမှ Leo Messi က Jersey လဲပေးခဲ့ပြီးတော့အခုဆိုရင် Leo Messi ရဲ့ Argentina က Copa ရဲ့ Back to Back Champion Finalissima အပါဝင် Walker Champion နဲ့ဖလားလေးလုံးစက်တိုက်ရထားတယ်သူတို့က Spanish နဲ့ Spain နဲ့ကန်ရမယ်2026မှာအဲ့ချိန်မှာ Inter Miami လို့ဖွဲတာမှာ9နှစ်ပဲကြာတဲ့အသင်းလေးက Paris Saint-Germain လို့အသင်းမျိုးနဲ့တွေ့တော့တယ်ဒါပါဖြစ်ဖြစ် PSG နဲ့ပွဲတော့ Lite ပြီးသား DBS ကြီးကအမှန်တိုင်းပြောသူတို့လာတကယ်ကစားရင်မင်းမတွေ့လဲနိုင်တယ် ဘာဆိုရလဲနိုင်မှာပဲဒီခြေရဆိုရင်ချက်စီးလည်းနိုင်တယ်အာဆင်လည်းနိုင်တယ်ယူနိုက်တက်လည်းနိုင်တယ်မန်စီးတီးလည်းနိုင်တယ်အကုန်လုံးနိုင်မှာသူတို့လက်ရှိမှာအကောင်းဆုံးအသေးပြဒီအကောင်းဆုံးအသေးကိုကျွန်တော်ပြောရရှင်းရှင်းလေး BSC ကိုရှုံးတော့ဘာမှဂုံငယ်စရာမရှိဘူးကျွန်တော် BSC နဲ့တွေ့စီချင်တာတွေ့ကိုတွေ့စီချင်ဘာကြောင့်လဲဆိုတော့ BSC နဲ့တွေ့မှာ level ဘလောက်กว่าနေလဲနောက်တစ်ခုကလက်ရှိအနေထားရာ Inter Miami ဘလောက်ထိတိုးတက်လာလဲဆိုတဲ့အချက်ပဲအဲတခုပဲ Paris Saint-Germain အများကြီးတော့ကစားမှာပေါ့ဘာလို့သူတို့လဲ pre-season တိုးလဲရှိတယ်နည်းနည်းတော့ကစား တန်ဖို့အများကြီးတင်မှာမဟုတ်ဘူးဆိုတော့သူတို့ injury ဖြစ်မှာဆိုလို့ဘာဖြစ်ဖြစ်လီယိုမက်ဆီရဲ့38နှစ်ပြည့်မွေးနေ့ရဲ့မွေးနေ့လက်ဆောင်က Paris Saint Germain အသင်းနဲ့တွေ့မယ်အခုတက်သွားတဲ့ club walker တဲ့မှာအသင်းတွေတော်တော်များများတော့အသင်းကြီးတဲ့မှာ Manchester City တက်တယ် Brazil club တဲ့နဲ့တင် Palmeiras နဲ့ Botafogo တက်တယ်နောက်တစ်ဖက်က Juventus တက်ထားပြီးတော့အသင်းကြီးတွေအများကြီးတက်ထားတယ်ဘာပဲဖြစ်ဖြစ် Inter Miami က29ရက်နေ့မှာ Mercedes-Benz Stadium မှာ Paris Saint-Germain နဲ့ Lionel Messi ရဲ့38နှစ်ပြည့်မွေးနေ့အပြီးမှာရင်ဆိုင်ရမယ်။ဘာဖြစ် Messi အတွက်တော့ဒါသူ့ရဲ့ဆရာဟောင်းတင်ပေါ်ဟောင်းနဲ့ပြန်တွေ့ခွင့်ရလို့ လူ ਈ ဆွာရာဆာဂျီယိုဘူစကက်နောက်တစ်ဖက်ကဂျော်ဒီအယ်ဘာရိုအားလုံးလဲမီယိုမက်ဆီနဲ့အတူသူရဲ့ဆရာဟောင်းနဲ့ပြန်တွေ့မယ်မက်ဆီတွက်တော့ဒါမွေးနေ့လက်ဆောင်နေနဲ့အင်တာမန်မီနောက်ဆင့်တက်စီခဲ့သလိုဒါအခုလက်ရှိမှာဆူဖလားမလို့တော့ဘူးလို့ပြောသည့်တိုင်အောင်မက်ဆီကတော့သူ့လုပ်ကိုသူလုပ်နေစေဖြစ်ပြီးတော့ club world cup မှာနောက်ဆင့်တက်ပြီးဆိုတော့ကျွန်တော် prediction ရတော့ paris saint germain ပဲ club world cup မှာ champion ဖြစ်မယ် prediction မှတ်မယ်ဆိုတော့ psg က interview မျိုးကို၄လုံးလောက်တော့သွင်းမယ်လို့ထင်တယ်ဒါကျွန်တော်အမြင်ပေါ့လေအားလုံးကျေးဇူးတင်ပါတယ်